အားလုံးပဲမင်္ဂလာပါရှင်အုတ်ထုတ်ထိုးနီးကို လာမေးထားကြတာအရင်များလို့လွယ်ကူတဲ့အုတ်ထုတ်ထိုးနီးကိုထိုးပြပါမယ်ရှင်တခုချင်းစီထိုးပြီးတော့ဗောနောပြန်ဆက်ထားတာဖြစ်တယ်เนาะဘယ်နှစ်ခုဆက်လဲဆိုတော့เนาะတခု2ခု3ခု4ခု5ခု5ခုဆက်တာဖြစ်တယ်เนาะကိုကြိုက်နှစ်သက်တဲ့အပွေပုံစံကို5ခုထိုးပြီးလို့ရှင်ပြန်ဆက်ပြီးတဲ့အခါကျရင် ဒီလိုအဝိုင်းလေးထိုးมาဖြစ်တယ်เนาะအဝိုင်းလေးထိုးပြီးတဲ့အခါကျရင်အဲ့ဒီအဝိုင်းလေးနဲ့ဒီပွင့်ငါးခုနဲ့ကိုပြန်ဆက်มาဖြစ်တယ်ရှင်အဝိုင်းလေးကြတော့မထိုးပြတော့ဘူးเนาะအဝိုင်းကြတော့ထိုးရတာလွယ်ကူတယ်လူတိုင်းထိုးတတ်မယ်လို့ထင်နေရှင်ဒီလိုပြန်ဆက်တဲ့အခါကျရင်ခြီထိုးအနဲ့နဲ့ဆက်လို့ရတယ်ကိုကခြီထိုးအနဲ့မတုံးချင်ဘူးမဆက်ချင်ဘူးဆိုရင် 6အနက်ဆက်လို့ရပါတယ်နော်ကဲဒီတိုင်းလေးနော်ဒီတိုင်းလေးပဲပပတ်လက်လက်6လာရမှာဖြစ်တယ်နော်ဒီလိုလေးဒီကန်ပပတ်လက်လက်6လာမယ်ခုနကအဝိုင်းလေးနဲ့အပွေလေးကိုဆက်လိုက်တာဒီလိုအနေထားမျိုးရလာပါတယ်နော်ဒီလိုအနေထားရလို့ရှိရင်အောက်အနားလေးကွတ်မှာဖြစ်တယ်နော် အောက်အနားကိုကွတ်တော့မယ်ဆိုရင်တိုင်တူကိုတဒန်းလောက်ထိုးရမှာဖြစ်တယ်เนาะတိုင်တူတဒန်းလောက်ထိုးပြီးလို့ရှိရင်တိုင်ရှည်ကိုဆက်တိုက်ထိုးရရမှာဖြစ်တယ်ကိုကအုတ်ထုပ်ကိုကကလိုချင်ရင်တိုင်ရှည်ထိုးတဲ့နေရာမှာတိုင်ပွားလေးထည့်ပေးပါเนาะတဖြည်းဖြည်းနဲ့ထိုးလာမယ်เนาะပပလက်လက်ထိုးလာမှာဖြစ်တယ်ရှင် လွယ်ကူတဲ့အုတ်ထုတ်ထုံနေတလုံးပြီးပါပြီเนาะဒီတောက်လေးမှာလေဆက်ပြီးလို့ရှိရင်ဒီတောက်လေးမှာတိုင်တူလေးနဲ့လာတယ်ပေါ့เนาะတိုင်တူလေးနဲ့လာပြီးတော့တိုင်ရှည်ကိုလေးတန်းယူထားရဖြစ်တယ်เนาะတတန်းနှစ်တန်းသုံးတန်းလေးတန်းလေးတန်းယူထားရတယ်ကိုကဒီဒီအဖက်နေရာပေါ့เนาะဒီခမောက်ဒီနေရာလေးကိုခက်ကြီးကြီးလိုချင်လို့ရှိရင်ကိုကလေးတန်းမက၅တန်းယူလို့ရတယ်ပေါ့เนาะเนาะဒီလိုလေးရမှာရှင့် ငါတိအနာလေးတိုင်မဲ့တိစူးစာလေးတို့